အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ ICE အဖွဲ့ကဖမ်းဆီးလိုက်တဲ့အမေရိကရဲ့ပြည်တွင်းအကြမ်းဖက်ကြောင်းသားရဲ့ရှေ့နေ American Citizen ကိုဖမ်းဆီးရန်ခြေလှမ်းစတင်လိုက်ပြီဆိုတဲ့အကြောင်းပါပဲ တင်းအဖြစ်ဆုံးကတော့ NPR သတင်းဌာနကဧပြီလ9ရက်2025မှာထုတ်ပြန်သွားတာကတော့အမေရိကမှာနိုင်ငံရပ်ခြားကဆာလာတင်ကြောင်းတက်နေပြီး Hamas အကြမ်းဖက်သဘုံတွေနဲ့ပူးပေါင်းလို့ IS ဖွဲ့ကဖန်ဆီးထားတဲ့ကြောင်းသားနဲ့ဆက်သွယ်တဲ့ရှေ့နေကို အမေရိကရဲ့နိုင်ငံတော်လုံခြုံရေးအေဂျင့်တွေကဖန်ဆီးစစ်ဆေးမေးမြန်းနေပါပြီ။အမီယာမက်ကလက်လို့အမီယာရဲ့အရှိအလေပိုင်း Middle East ကနေပြီးတော့အမေရိကကို ရွှေ့ပြောင်းလာခဲ့ပြီးအမေရိကန်နိုင်ငံသားအဖြစ်ခံယူကာရှေ့နေတူဖြစ်သူကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့ဧပြီလ6ရက်2025မှာမိသားစုနဲ့တောင်အမေရိကတိုက်ကဒိုမီနီကန်ရီပပ်ဘလစ်နိုင်ငံကနေ vacation ယူပြီးတော့အမေရိကကို ခီးစဉ်ပြီးဆုံးသွားလို့ပြန်လာစဉ် Detroit Airport Michigan ပြည်နယ်မှာဖန်စီထိမ့်သိမ်းခံခဲ့ရပါတယ်။အဲ့ဒီနောက် NPR သတင်းဌာနနဲ့ဆက်သွယ်ပြီး အင်တာဗျူးလုပ်တဲ့အခါမှာသူပြောသွားတာကတော့သူနဲ့သူ့မိသားစုဟာလေစိတ်ကလူဝင်မှုကြီးကြရေးဌာနကိုစစ်ဆေးခံဖို့ဂိတ်ကို ဖြတ်တန်းတဲ့အခါမှာသူ့ကလေးနဲ့မိသားစုကတော့အေးအေးဆေးဆေးဖြတ်ကျော်သွားနိုင်ပေမဲ့သူ့အလှဲ့လဲကြတော့လူဝင်မှုကြီးကြရေးအဖွဲ့တွေက TTRD လို့ခေါ်တဲ့ Tactical Terrorism Response Team အကြမ်းဖက်တံပြန်နှိမ်နင်းရေးအဖွဲ့တွေကပါသူ့ကိုသူတို့နဲ့လိုက်ခဲ့ဖို့ ခေါ်သွားပါတယ် အဲ့ဒီမှာအမီးယားကသူ့မိသားစုကို ကြည့်ရတာအခြေအနေတော့မကောင်းဘူးငါတို့ကိုထိမ့်သိမ်းစစ်ဆေးပြီးတော့မေးမြန်းတော့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူကကျွန်တော်နှလုံးသားဟာအစာအိမ်ထိပြုတ်ကျသွားမလားလို့တော့ထင်မိပြီးထိတ်လန့်တုန်လှုပ်ပြီးသွားကြောင်းပြောပါတယ်အဲ့ဒီနောက်တော့အဲ့ဒီစစ်ဆေးရေးအဖွဲ့ကသူ့စီကလက်ခံဖုန်းကို တောင်းပါတယ်သူကမပေးဘဲညှင်းဆိုလိုက်ပါတယ်အဲ့ဒါနဲ့အေဂျင့်တွေကငါတို့မင်းဟာရှေ့နေတယောက်ဆိုတာသိကြောင်း မင်းရဲ့အမှုတွေတွေထဲမှာအမေရိကန်နိုင်ငံတော်လုံခြုံရေးကိုချိန်ချုပ်နေတဲ့သူတွေပါရှိတာတည်ကြောင်းအဲ့ဒီအတွက်မင်းရဲ့ဖုန်းကိုစစ်ဆေးရန်ပေးပါဆိုပြီးတော့ပြောပါတယ်အမီယာက NPR သတင်းကိုပြောတာကတော့သူဟာလူခွင့်ရေးနဲ့လူခွင့်ရေးချိုးဖောက်ခံနေရသူမီရှိဂန်တက္ကသိုလ်ကနိုင်ငံရေးလှုပ်ရှားသူကျောင်းသူကျောင်းသားတွေဂါဇာစစ်ပွဲရပ်တန့်ရန်ဆန္ဒပြတောင်းဆိုနေသောကျောင်းသူကျောင်းသားတွေရဲ့ရှေ့နေဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ပြီးတော့သူကအဲ့ဒီ agent တွေကိုငါဟာရှေ့နောက်ရှေ့နေတယောက်ဖြစ်ပြီးတော့ငါရဲ့အမှုတွေရရဲ့ကိုကြီးအချက်လက်တွေပါဝင်ပြီးငါရဲ့ကိုပိုင်ပစ္စည်းဖြစ်တဲ့ဒီလက်ကင်ဖုန်းကိုမင်းတို့ကိုမပေးနိုင်ကြောင်းညှင်းဆိုလိုက်ပါတယ်။အဲ့ဒါနဲ့ TTRD agent ကမင်းဖုန်းထဲမှာတင်ထားတဲ့လူစည်းရင်းကိုငါတို့ကြည့်ရှုပြီးပြန်ပေးမယ်။အဲ့ဒီလိုမှမင်းကညှင်းဆိုရင်တော့မင်းရဲ့ဖုန်းကိုငါတို့တင်ရလိမ့်မယ်လို့ပြန်ပြောပါတယ်။ပြီးတော့သူတို့တွေမိနစ်60လောက်အပြန်အလှန်ပြောဆို ညှဉ်းခုန်ခဲ့ကြပြီးနောက်ဆုံးမှာတော့သူဟာဖုန်းကိုအဲ့ဒီအေဂျင့်တွေကို ပေးလိုက်ရပါတယ်။အဲ့ဒီနောက်သူ့ဖုန်းကိုစစ်ဆေး contact list တွေကိုကူးယူသွားကြပြီးတော့ဖုန်းကိုပြန်ပေးကသူ့ကိုပြန်လွှတ်ပေးခဲ့ပါတယ်။အမီယာကသူ့ကိုဘာဖြစ်လို့အခုလိုဖမ်းဆီးစစ်ဆေးတာလဲဆိုတာကိုတော့ TTRD ကမဖြေပါဘူး။ဒီကြတာကတော့အမေရရဲ့အမှုတဲ့ចောင်းသားတယောက်ဟာပါလက်စတိုင်းအကြမ်းဖက်တွေနဲ့ပူးပေါင်းပတ်သက်နေတဲ့ចောင်းသားတယောက်ဖြစ်နေပါဗါး အမီယာကသူ့ကိုဒီလီစိတ်မှာတမင်တကာစောင့်နေတာဖြစ်ကြောင်းပါလက်စတိုင်းကို ထောက်ခံခဲ့လို့ဗီဇာရုပ်သိမ်းခံနိုင်ရတဲ့ចောင်းသားများကိုသူကိုစားပြုခဲ့လို့ဖြစ်နိုင်ကြောင်း NPR သတင်းကိုပြောပါရယ် NPR နဲ့အင်တာဗျူးမှာအမီယာကဆက်ပြောသွားတာကတော့သူဟာအေဂျင့်တွေကို သူ့ဖုန်းမပေးနိုင်ဘူးပြောတော့ဒါဟာနိုင်ငံတော်လုံခြုံရေးအဖွဲ့ကတရားဝင် တောင်းတာဖြစ်ပြီးမပေးနိုင်ဘူးဆိုရင်ဘာကြောင့်ဆိုတာဒီမှာခြာရေးပါဆိုပြီးတော့ဘောပင်နဲ့စာရွက်ခြာပေးကြောင်း အမီယာကငါဟာရှိနေတယောက်လွတ်လပ်စွာဆန္ဒပြတဲ့ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် တက်ကြွနေတဲ့ចောင်းသားတွေဖမ်းဆီးပြီးပြည်နယ်တန်ပို့ခံရတော့မယ်ចောင်းသားတွေဘက်ကရပ်တည်နေတာဖြစ်ပြီးအစွန်းထွက်အကြမ်းဖက်သမားတွေနဲ့ငါမပတ်သက်တဲ့အတွက်မင်းတို့အနေနဲ့ငါ့ရဲ့ဖုန်းကိုစစ်ဆေးမယ်ဆိုတာအတိအပယ်မရှိကြောင်းပြောကြားလိုက်ပါတယ် Federal Agent တွေကတော့မင်းရဲ့ personal ကိုရေးကိုဒါတွေကိုစစ်ဆေးမှာမဟုတ်ဘူးဖုန်းနဲ့ဆက်သွယ်တဲ့လူတွေအရင်စစ်ဆေးကူယူပြီး ပြန်ပြေးมาဖြစ်ပါတယ်အဲ့ဒီအတွက်ဖုန်းပေးပါအဲ့ဒီလိုမှမဟုတ်ရင်တော့ဥပဒေအရငါတို့တင်းယူရလိမ့်မယ်လို့ပြောပါတယ်နောက်ဆုံးတော့သူဖုန်းကိုပေးလိုက်ရပါတယ်အဲ့ဒါနဲ့ပဲ NBR ရဲ့အင်တာဗျူးမှာ အမီယာကသမရထရမ့်ရဲ့အခုအုပ်ချုပ်ရေးရန်တရားဟာတစ်ဖက်သက်ဆန်လွန်ပြီးအလွန်မှားယွင်းကြောင်း Federal Agent တွေဟာအာနာပါဝါကိုတုံးပြီးရှားဖွေဝရန်ဝရန်ဖန်ဝရန်တွေမရှိဘဲနဲ့လေလူတွေကိုဖမ်းကျင်တဲ့အချိန်ဖမ်းစစ်ချင်တိုင်းစစ်ပြီး ကြောက်မဲ့ဖွေရာကောင်းအောင်ဒီအမေရိကမှာဖြစ်နေကြောင်းအဲ့ဒီလိုတွေလှုပ်လို့အမေရိကမှာအဲ့ဒီလိုဆန္ဒပြတာတွေရပ်တန့်သွားမှာမဟုတ်ပဲပုံမဆိုးရွားလာနိုင်ကြောင်းပြောကြပါရယ်အမေရိကဟာအခုလိုမဟုတ်ကြောင်းနိုင်ငံသားတွေကိုဘေးကင်းလုံခြုံအောင် ကာကွယ်ထားတဲ့ဥပဒေတွေရှိကြောင်းဖွဲ့စည်းပုံ အခြေခံရဲ့အပိုက်၄မှာမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေစာရွက်စာတမ်းတွေကိုစစ်ကျင်တိုင်းစစ်ခွင့်မရှိဘူးအခုဆိုရင်အစိုးရဘက်ဟာ တရားရေးဌာနကရှေ့တွေကိုရောတရားသူကြီးတွေကိုပါပြစ်မှတ်ထားပြီးဖမ်းဆီးအလုပ်ဖြုတ်နေတာတွေရှိပြီးဥပဒေကိုသူတို့လိုသလိုပြုတ်ဖို့စိုးဆောင်နေတာဖြစ်ကြောင်းစသဖြင့် NPR သတင်းဌာနကို AMIR ကပြောသွားခဲ့ပါတယ်။အဆုံးသတ်မှာတော့သူဟာအမေရိကမှာလူအခွင့်အရေးတွေကိုချိုးဖောက်နေမှုအပေါ်အားလုံးကလက်တွဲပြီးစန့်ကျင်သွားဖို့လိုကြောင်း သတင်းဌာနတွေသတင်းတွေကိုပြောခဲ့ပါတယ်။ NPR သတင်းကလေစိတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကို မေးတဲ့အခါမှာတော့ဒီလိုစစ်ဆေးမေးမြန်းခြင်းတွေဟာနိုင်ငံရေးနဲ့ဘာမှသက်ဆိုင်မှုမရှိပဲအမေရိကန်နိုင်ငံတော်လုံခြုံရေးအတွက်လိုအပ်တာမှန်သမျှကိုစစ်ဆေးအရေးယူမှုတွေကိုနေဆက်တွေမှာရောအမေရိကကိုဆက်ရောက်လာတဲ့လေကြောင်းရေကြောင်းကုန်းကြောင်းဝင်ပေါက်မှန်သမျှတွေမှာစစ်ဆေးမှုတွေပြုလုပ်နေတာပဲဖြစ်ကြောင်းပြောကြားသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့မှလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye